တိုင်းနိုင်ငံအတီးတီမှနေထိုင်ကြတဲ့ဓမ္မချစ်ခင် သူတော်စင်များအလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်ပါရစေဓမ္မချစ်ခင်သူတော်စင်များအတွက် ယခုရွတ်စိုးပူဇော်ပေးမဲ့မန္တန်တော်ကရွှေလာငွေလာလက်ကြီးမန္တန်တော်ဒီရွှေလာငွေလာလက်ကြီးမန္တန်တော်ကိုဓမ္မချစ်ခင်ခွန်းနေနံသူတော်စင်သာသမီများ အားလုံးရွတ်စိုးပူဇော်ကြမယ်ဆိုလို့ရှင်ရင် အဓိကလိုက်နာရမယ်စီမင်းစီကံတစ်ချက်ရှိပါれအဲ့ဒါကဘာလဲဆိုရင်နေ့စဉ်နေ့တိုင်းမြတ်စွာဘုရားရှင်ကိုတောက်တော်ရေတစ်ခွက်ချိုးတော်ရေတစ်ခွက်နှစ်ခွက်စက္ကပ်လူရန်ပေးကြရမှာဖြစ်ပါれနေ့စဉ်နေ့တိုင်းအဲ့ဒီလို့ တောက်တော်ရေတခွတ်ချိုးတော်ရေတခွတ်မြတ်စွာဘုရားရှင်ကိုစက်ကလူရန်ပြီးပြီဆိုရင်တင်းငန်ွေ သာသမီများရွတ်ဆူပွားများကြမယ်ဆိုလို့ရှင်ရင်ရပ်ပေါင်း25ရက်ရွတ်ဆူပူဇော်ပေးကြရမှာဖြစ်ပါれတင်းလာသာသမီများဆိုရင်ရပ်ပေါင်း14ရက် အင်္ဂါသတ္တမိများဆိုရင်32ရက်ဗုဒ္ဓဟူသတ္တမိများဆိုရင်28ရက်ကြာတာပတိသတ္တမိများဆိုရင်38ရက်တောက်ကြသတ္တမိများဆိုရင်29ရက်စနေသတ္တမိများဆိုရင်29ရက်ပဲ ရွတ်ဆိုပူဇော်ပေးကြရမှာဖြစ်ပါれဒါကြောင့်ဒီရွှေလာငွေလာလက်ကီးမန်တန်တော်ကိုအိမ်နိုင်အိမ်နိုင်ဈေးဆိုင်နိုင်ဈေးဆိုင်နိုင်လူတိုင်းလူတိုင်းမိမိတို့ထံမှာရွှေတွေငွေတွေလာအောင်လက်ကီးတွေကောင်းအောင်ကံတွေကောင်းအောင်ဒီရွှေလာငွေလာ လက်ကြီးမန္တန်တော်ကိုရွတ်ဆို ပူဇော်ပေးကြပါလို့မေတ္တာရှိထားတိုက်တွန်းစကားမှာကြလိုက်ပါရစေဓမ္မချစ်ခင်သူတော်စင်များအတွေ့ဒီရွှေလာငွေလာလက်ကြီးမန္တန်တော်ကို ပါဠိအနက်မြန်မာလိုရွတ်ဆိုပူဇော်ပေးမှာဖြစ်ပါတယ် ဓမ္မချစ်ခင်သူတော်စင်များဒီရွှေလာငွေလာလက်ကြီးမန်တန်တော်ကိုရွတ်ဆိုနာယူကြည်ညိုပူဇော်ကြပါကုန်စို့နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ သဗ္ဗဗုဒ္ဓနုဘာဝေနနေသံဟောတုပိယံဒုက္ခံသဗ္ဗဗုဒ္ဓနုဘာဝေနပွန်းတော်မူပြီးသောအလုံးစုံသောဖရာရှင်တို့ရဲ့တကုရှိန်သောအ ాను ဘောရောကြောင့်မေ တပြည့်တော်အားနေဆံအမြဲမပြတ်အခါခတ်သိပြီးရန်ချစ်အပ်နေသက်အတော်ဒုက္ခဝံဝေကောင်း၍ချမ်းသာဒုက္ခမှန်သမျှသည်ဟောတုယခုဘဝမှာပင် အမြန်ဆုံးဖြစ်ရပါစေဖယားသာဓုသာဓုသာဓုပါဖယားနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ တဗ္ဗဗုဒ္ဓနုဘာဝေနနေသံဟောတုပိယံဒုက္ခံတဗ္ဗဗုဒ္ဓနုဘာဝေနပွန်းတော်မူပြီးသောအလုံးစုံသောဖယားရှင်တို့ရဲ့တကူရှိန်သောအ ాను ဘောရောကြောင့် မေတပြီတော်အားနေဆံအမြဲမပြတ်အခါခတ်သိပြီးရန်ချစ်အပ်နှစ်သက်အတော်ဒုက္ခဝန်ဝေကောင်း၍ချမ်းသာဒုက္ခမှန်သမျှသည်ဟောတု ယခုဘဝမှာပင်အမြန်ဆုံးဖြစ်ရပါစေဖယားသာဓုသာဓုသာဓုပါဖယားဒါကြောင့်ဓမ္မချစ်ခင်ခုနှစ်နံသူတော်စင်သံသမီများအလုံး အထက်ကညွှန်ကြားခဲ့တဲ့အဓိကစီမင်းတစ်ချက်အတိုင်းပဲနေ့စဉ်နေ့တိုင်းမြတ်စွာဘုရားရှင်ကိုတောက်တော်ရေတခွတ်ချိုးတော်ရေတခွတ်နှစ်ခွတ်ဆက်ကလှူဒန်းပြီးတော့ဒီရွှေလာငွေလာလက်ကြီးမန်တန်တော်ကိုဈေးဆိုင်နိုင်ဈေးဆိုင်နိုင်အိမ်နိုင်အိမ်နိုင် လူတိုင်းလူတိုင်းရွတ်ဆိုပူဇော်ပေးကြမယ်ဆိုလို့ရှင်ရင် မိမိတို့လက်ကြီးတွေကောင်းကန်စာတာတွေကောင်းပြီးတော့မိမိတို့လောက်ကိုင်းသမျှလုပ်ငန်းတွေအဆင်ပြေပြီးတော့မိမိတို့ရဲ့တန်တန်မှာရွှေတွေငွေတွေရောက်ရှိလာနိုင်မှာဖြစ်ပါれဒါကြောင့်ဒီရွှေလာငွေလာလက်ကြီးမန်တန်တော်ကိုစတင်ရွတ်ဆို나ယူပူဇော်တဲ့ရက်ကစပြီးတော့လုပ်ငန်းကိစ္စ ရောင်းဝယ်လုပ်ငန်းဖြစ်ဖြစ်စိုက်ပျိုးရေးလုပ်ငန်းဖြစ်ဖြစ်ကန်ထရိုက် လုပ်ငန်းတွေပဲဖြစ်ဖြစ်ဘာလုပ်ငန်းတွေပဲဖြစ်ဖြစ် လုံကြတဲ့အခါမှာလက်ကြီးတွေကောင်းကန်စာတာတွေကောင်းပြီးတော့အစအစအစဉ်ပြေပြီးမိမိတို့ရဲ့တန်တန်မှာရွှေတွေငွေတွေဝန်လာရောက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သာလိုက်ပါ रे ဓမ္မချစ်ခင်သူတော်စင်များဒီရွှေလာငွေလာလက်ကြီးမန်တန်တော်ကိုစတဲ့ရွတ်ဆို나ယူပူဇော်တဲ့ရက်ကစပြီးတော့စိတ်ရဲ့ချမ်းသာခြင်းကိုယ့်ရဲ့ကျမ်းမာခြင်းများနဲ့လေအမြန်ဆုံးပြည့်စုံနိုင်ကြပါစေ။